မြတ်စွာဘုရားလက်ထက်တော်ကဗိမိတာရဆိုတဲ့မင်းကြီးတစ်ပါးရှိခဲ့ပါဗျာဗိမိတာရမင်းဟာမဂ္ဂရာတန်ရသကျူပြည်ရဲ့အလွန်ကျေးဇူးများသောမင်းကောင်းမင်းမြတ်တစ်ပါးဖြစ်ပြီးတော့ဘုရားမမြတ်စွာဘုရားရှင်ရဲ့ပထမဆုံးသောဒါယကဘင်ကြီးဖြစ်ထင်ရှားခဲ့တာလည်းဖြစ်ပါတယ်ဘုရားနောက်တော့တိရတဲ့မင်းသားဒေါထွတ်စင်ကလေးကတွေ့ဆုံခဲ့ပြီးတော့ ုရားဖြစ်လျင်ရာဇကြိုပြည်သို့ဥစွာကြွားရောက်ရန်ဂတိတောင်းခဲ့တဲ့ပုဂ္ဂိုလ်တူလည်းဖြစ်ပါလေ။မြတ်စွာဘုရားဟာရဟန္တာတော်ထောင်ချမ်းရံကရာဇကြိုပြည်သို့ကြွားတော်မူပြီးတော့ဗိမိန္ဒနမင်းနဲ့ပရိသတ်တို့အားနာရဒကတ္တပဇတ်ကို ပထမဆုံးဟောခဲ့တာလည်းဖြစ်ပါလေ။ဗိမိန္ဒနမင်းဟာ ဝိလုံအကြောင်းတော်ကြီးကိုဆောက်လို့လှူခံလှူဒန်းခဲ့တဲ့အပြင်မိဖုရားခင်မအားလည်းမြတ်စွာဘုရားကိုတွားရောက်ဖူးမြော်စေရန်စီစဉ်ပေးခဲ့တဲ့ပထမဆုံးဘာသာရေးကျေးဇူးပြုခဲ့တဲ့ပုဂ္ဂိုလ်ကြီးလည်းဖြစ်ပါတယ်။ဗိမိတာရမင်းဟာမင်းသားဘဝမှာစန္ဒာကြီးငါးခုရှိခဲ့ပူပါတယ်။နံပါတ်၁စန္ဒာကတော့မဂရတိုင်းဘုရင်ဖြစ်လို့ခြင်း နံပါတ်2ဆန္ဒကတော့မိမိတိုင်းပြည်သူမျက်စွာပြကြွားရောက်တော်မူရန်နံပါတ်3ဆန္ဒကတော့မျက်စွာပြရိုသေစွာပူဇော်ဆက်ကပ်လိုခြင်းနံပါတ်4ဆန္ဒကတော့နိဗ္ဗာန်ရောက်ချောင်းတရားတော်များကိုနာကြားလိုခြင်းနံပါတ်5ဆန္ဒကတော့တရားတော်ကို ပိုင်းခြားထင်ထင်သိမြင်လိုခြင်းဆိုပြီးဒီဆန္ဒကြီး၅ခုမင်းသားဘဝမှာဖြစ်ပေါ်ခဲ့ပါတယ် ဗိမိတာရမေဟံမြတ်စွာဘုရားနဲ့တွေ့ဆုံပြီးနောက်ပိုင်းမှာတော့အဲ့ဒီသာနာကြီး၅ပါးအလုံးပြည့်စုံခဲ့ပါလေဗိမိတာရမေခေမမီဘုရားဟာလေမြတ်စွာဘုရားတရားတော်ကိုနာကြားပြီးနောက်ပိုင်းမှာခေမာထေရီ အဖြစ်ဣတရရသောထေရီမှာတပါ ဖြစ်လာခဲ့ပါလေဗိမိတာရမေဟာဝိသလိပိကပ္ပေကြီးစိုက်တဲ့အချိန်မှာလေမြတ်စွာဘုရားထံကိုကဲတင်ရန် တမိုင်းဝင် တောင်းမှန်သူဖြစ်ပထမဆုံး တောင်းမှန်ခဲ့တဲ့ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။ဗေမိနာရမင်းဟာဘုရားသန္တနာတော်ကျေးဇူးအများဆုံး ပြုခဲ့သောဒါယကဗိညိတပတ်ဖြစ်သူဤတရတရားကြည်ညိုဝေယကုသိုလ်ကောင်းမှုများနဲ့မြတ်စွာဘုရားပေါ်စစ်မှန်နဲ့ဆက်ဆံရေးတွေဟာယနေ့တိုင်းထင်ရှားရှိနေတာလည်းဖြစ်ပါတယ်လို့ပြောကြရင်ဤကုံချွတ်ပါတယ်။